ားလုံးမင်္ဂလာပါစိတ်လန်းစီမှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ရှီကနေဝဲယူအားပေးသွားတယ်အဲမတန်နာဆိုးမတန်နာဆိုးပွင့်ပြူရယ်နောက်ပြီးတော့ကိုလိုက်မင်းချူးရယ်နောက်ပြီးတော့လက်ကီးပဲပြင်ဦးနေရသူတို့ပစ္စည်းလေးတွေကိုဒီမြေတိုင်းဆက်လေးတွေကျွန်တော်စမ်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှီကဒီဟာလေးတွေကအဲမြေတိုင်းဆက်လေးတွေကအမကန်မပါတာကြောင့်မို့လို့ကျွန်တော်တို့တခါလေးမပုတ်ခင်မှာတေချာဆမ်းပေးလိုက်တယ်ဆမ်းပေးပြီးတော့အဲကောင်းမှပုတ်ပေးတာမျိုးဖြစ်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တခါလေးပြပေးပါမယ်ဗျာ ိုင်းဘုတ်ဘက်တီလေးနဲ့အသုံးပြုပြုရပါတယ်နိုင်းဘုတ်ဘက်တီလေးကဒါမျိုးလေးပါကျွန်တော်ဝော်ကီတိုကီတို့ပါတော့မှာပါတဲ့ဘက်တီမျိုးစားပါပဲဖြစ်ပါတယ်ကြက်မယ်ဆိုရင်ခေါင်းကားဆိုအသေးနဲ့အကြီးပေါ့နော်အဲ့လိုလေးပါပါအဝိုင်းနဲ့ဒီလိုဒီစတုကန်ပုံစံလိုမျိုးလေးပေါ့နော်ဒီမှာလဲဒီအဝိုင်းနဲ့စတုကန်ပုံစံလိုအဲ့ဒါလေးနှစ်ခုကဒီလိုစန့်ကျင်ဘက်တက်လာကြပါမယ်ခင်ဗျဘက်တီလေးကဒီလိုစန့်ကျင်ဘက်တက်ထားလိုက်ပြီဆိုရင်ရပါပြီအဲတက်ပြီးပြီဆိုရင်ပါဝါခလုတ်လေးကိုအွန်လိုက်နှိပ်တယ်ဆိုရင်ပါဝါလေးအွန်လာမှာပါပိတ်မယ်ဆိုရင်ပါဝါဒီခလုတ်လေးကို50ကက်လောက်နှိပ်ထားရင် ပိတ်ပိတ်ပါရယ်နော် ် on မယ်ဆိုရင်ဒီလိုလေး chlorine နှိမ့်လိုက်တာနဲ့ on ပါတယ်ဗတိချုပ်လာလေးရပါတယ်ဗတိချုပ်ရင်ဒါလေးကိုနည်းနည်းဒီဒီထားပါဒါလေးကြိုးတာပြီးတာဖြစ်မှာပါဆိုလိုပါကျွန်တော်ကျွန်တော်ဘက်ကတော့ဒီအကောင်းလေးထည့်ပေးတာမျိုးပါအချောင်းလေးတွေကိုကျွန်တော်ဆန်းပြပါတယ်ဒီဟာလေးရဲ့လှုပ်တာရမ်းတာမရှိပါဘူးနှိမ့်တော့မယ်ဆိုရင်ဆူဆူနေတဲ့ရေမြေပြောပဲပေါ့နော်ဒါတော့လောက်ဒီတိုင်ပြီးတော့ဆက်လို့ရပါတယ်အဲတိုင်းဝန်တိုင်းကြီးလေကျွန်တော်ဗီဒီယိုနဲ့ရှင်းပြတာရှိပါတယ်ဒီစင်တာလေးကကြတော့ကျွန်တော်တို့အလင်းအမှောင်ပေါ့နော်အဲ light industry ကိုတိုင်းတာဖြစ်ပါတယ်သူကအဲ၄မျိုး function ရပါတယ်နော် ကျွန်တော်တို့အလင်းရောက်ရရှိမှုနှောင်းရဲ့ဒီမြေဒီသားဆွဆွနေလား၆တွေ့နေတာပေါ့အဲ့လိုမျိုးကြာပေးတယ်နောက်ပြီးရင်ဒီဘက်မှာဒီဘက်မှာခလုတ်လေးပါတယ်ပေါ့နော်ခလုတ်လေးကိုကြောင်းလိုက်တာနဲ့ချင်းငံငယ် pH ကိုတိုင်းတာဖြစ်သွားပါပြီအဲဆို pH ကိုတိုင်းပြီးတယ်ပြီးရင်ခုနက temperature လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးတွေ function လေးမျိုးပါတယ် force 4 in 1 sensor ပြီးရင် instrument လေးဖြစ်ပါတယ်အမျိုးလေးတွေတော့အချောင်းလေးလှုပ်တာရမ်းတာမရှိပါဘူးကျွန်တော်တေချာလေးဆန်းပြီးမှပို့ပါရယ်ပြီးရင်ကျွန်တော်ပါကင်ကိုလည်းဒီလိုသူ့ဟာဒီလိုဘူးလင်းနဲ့လာတာပါအဲ့ဒီအပြင်ကိုထပ်ပြီးတော့အပေါ်ကနေပြီးတော့ပါကင်လေးလေးအုပ်ပေးပါရယ်နော် အဲကျွန်တော်ကဟိုနယ်ဂိတ်ဘုတ်တွေကိုတေချာလေးပို့ပေးပါတယ်ဟိုတက်စီဆုံးချင်းမှုမဖြစ်အောင်ပေါ့နော်ဒီပတီကလည်းကျွန်တော်တို့အဲမီတာတိုင်းနဲ့နေရာတွေမှာတုံးတဲ့ဟာလို့ဝါကီတော်ကီလို့ပါတော့မှာတုံးတဲ့ဟာလို့မိုက်တို့ပါတော့မှာတုံးတဲ့ဟာလို့မျိုးနိုင်ဖို့ပတီလေးရှိပါတယ်ကျွန်တော်ရန်ကုန်မှာတလုံး2500 2000ဝန်းကျင်လောက်ပဲရှိပါတယ်ဗျာအဲဒီအကောင့်အမြဲတက်ထားပြီးတစ်ခါရပါအောင်အွန်ထားမေးတဲ့တယ်ဆိုဘတ်တီကုန်တတ်ပါတယ်เนาะအဲ့တော့ဘတ်တီကိုဖြုတ်ပေးလိုက်ပါမယ်ကျွန်တော်ကပိတ်မယ်ဆိုရင်ဒီကောင်လေးကို5စက္ကန့်ဖိတ်ထားရမယ်အဲ့ဒါဆိုပိတ်သွားပါလိမ့်မယ်ဖိတ်မယ်ဆိုရင်ဒီကောင်လေးကိုပါဝါလေးချက်အွန်လိုင်းရပါပြီ pH ဒါညာတိုင်းမယ်ဆိုရင်ဒီမှာနောက်မှာခလုတ်လေးပါပါတယ်ဘိညာ switch လုပ်လို့ရပါတယ်เนาะဒါဆို pH တက်သွားပြီ pH တိုင်းမယ်ပါညာအဲ့ဒါမျိုးတိုင်းလို့ရပါတယ်เนาะတိုင်းမယ်ခါမှာနေကြီးတဲ့ကိုကိုတိုင်းမယ်နေတဲ့ကိုဒီကောင်လေးကိုနှိပ်ပြီးတော့အဲတိုင်းရပါပြီเนาะဟုတ်အဲဒီတက်ခွဲခန်းနေမှာတိုင်းဖို့ပေါ့เนาะအဆင်မပြေတဲ့လူတွေအတွက်ဒီ set လေးနဲ့အဲတိုင်းမယ်ဆိုရင်လည်းအဆင်ပြေပါတယ် အဓိကတော့ဒါမရှိတဲ့နေရာမှာပေါ့နော်ဒီကတခွဲပို့စမ်းသက်ပို့အတွက်မပို့နိုင်တဲ့အနေအထားမျိုးမှာဆိုရင် ချီရလေးနဲ့ဖြစ်အောင်တိုင်းနေဆိုရင်လည်းအဆင်ပြေပါတယ်။ဒါလေးတွေကတော့ဒီ portable ဆက်လေးဖြစ်တဲ့တကြောင်မလို့အဲတိကျမှုကတော့တွက်နေသူအတော်တင်းတော့ကောင်းပါတယ်။တခွဲကန်းနေလောက်တော့တိကျမှုတော့အများတန်းတော့မကောင်းဘူးပေါ့နော်။ဒါပေမဲ့တိုင်းနဲ့စနစ်ကိုအတိအကျတိုင်းဖို့အတွက်ဆိုရင်ကျွန်တော်တိုင်းမွန်တိုင်းဒီစနစ်လေးကိုကျွန်တော်ဗီဒီယိုနဲ့ရှင်းပြထားရှိပါတယ်။အဲကျွန်တော် အဲအဟောင်းလေးကြည့်ကျင်နေဆိုရင်လည်းကျွန်တော်ဟိုချက်ပေါက်မှာမေးပြီးလို့ရကျွန်တော်ရှားပြီးပြန်ပို့ပေးပါမယ်။အားလေးတွေကဆန်းပေးလိုက်တဲ့ဗီဒီယိုလေးပါ။တချောင်းကိုဒီလိုချောင်းကို3000ကျွဲချက်ပါ။အဲထုတ်အဲထုတ်တာကတော့တရုတ်ထုတ်ပါပဲဗျ။ brand ကတော့ကျွန်တော်တို့ဒီ Yiri Yiri brand ချင်မယ်တင်ဟုတ်ကဲ့။ Yiri brand ပါဟုတ်။နာမည်ပဲအတန်းထမားကောင်းမှားပါလိမ့်မယ်နော်။ဟုတ်။အဲအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။